န်နင်းလူတွေမွေဖွားသောမိတ်ဆွေအားလုံးမင်္ဂလာပါ2025 April တလတာအတွက်တေရကပြောတဲ့ကံကြမ္မာကတော့2025 April တလတာအတွင်းမှာတနင်္ဂနွေသားသမီးများရရှိတဲ့နမိတ်ကတော့ဘုံကြီးဆိုတဲ့ကပ်ပြအဲ့တော့ April ထဲမှာတနင်္ဂနွေနေ့မွေဖွားသောမိတ်ဆွေများအားလုံးအလူဒန်းကိစ္စဘာသာရေးကိစ္စတွေအရင်ထက်ပိုပြီးတော့လောရလိမ့်မယ် Pride တို့ဘာအလုပ်တွေကူညီခြင်းဖြင့်ဟလာ ်ပျော်ရွှင်တဲ့တလကိုဖြတ်တန်းပါလိမ့်မယ်။အိမ်တော်ကြီးကန်ချီကန်အားကောင်းပါတယ်။ငွေနဲ့ပတ်သက်ရင်လည်းအဝင်တော်ပါလိမ့်မယ်။အဲ့တော့ထွက်ထားတဲ့ငွေတွေလည်းပြန်ပြီးတော့ဝင်ကိန်းရှိပါတယ်။ဒီလိုကာလမျိုးမှာမိတ်ဆွေပေါင်းစင်းနဲ့ပတ်သက်ရင်တော့အထူးသတိထားဖို့ရည်ကြီးပါတယ်။အရန်ကာရောဘုသူ့မှာရန်မယုံပါနဲ့။နောက်ကြိုးကိုဓာတ်နဲ့ထိုးတဲ့မိတ်ဆွေမျိုးကိုတွေ့ရတတ်ပါတယ်။အိမ်တော်ကြီးကန်ခြေကန်ကလည်းအစိုးဝိုင်းမဟုတ်ပေမဲ့တခါတလေမှာ သူတို့ဘာအလုပ်ကိုကူညီခြင်းအားဖြင့်အခြေခံအင်တော်ရေးကံဟာညံ့သွားတတ်တယ်။ဘာကြောင့်လဲဆိုတော့မိသားစုအတွက်ကြည်တာမဟုတ်ဘဲတူသူများကိုကြည်ခြင်းအားဖြင့်ကိုယ့်ရဲ့အင်တော်ရှင်အင်တော်ဘက်တွေဟာမနာလိုဖြစ်တတ်တယ်ဆိုတဲ့တလတာကိုဖြတ်သန်းနေပါတယ်။ဒါကိုတော့တနင်္ဂနွေသားကြီးများအားလုံးသတိထားစီလိုပါတယ်။ထီထိုးကံကန်စမ်းမယ်ဆိုရင်ဒီတလအတွင်းမှာငါးတလုံးကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလီထီနံဘတ်အဖြစ်ထီထိုးပါ။ကံကောင်းစေတဲ့အရာကတော့အစိမ်းအောင်ဖြစ်ပါတယ်။ ဒီတစ်လအတွင်းမှာအားလုံးအဆင်ပြေချောမွေးဖို့ဆိုရင်အိမ်ဖျားမှာမုံလုံးရေပေါ်ဆယ်လုံးမဲ့ဖျားဟုဆုံးတော့ကပါကြံနဲ့ပူတဲ့ဟာတွေကိုဘေးမှာရှိတဲ့သူတွေကိုအားလုံးလက်ဆောင်ဝေပေးခြင်းအပြင်ကျွေးမွေးအခမ်းကျွေးမွေးခြင်းဇဒုတိစာပေါ့မုံလုံးရေပေါ်ဇဒုတိစာကျွေးခြင်းအပြင်တနေ့ကနေနေ့မွေးဖွားသောမိတ်ဆွေများအားလုံးဧပြီလတစ်လတာလုံးအားလုံးကံကောင်းပါလိမ့်မယ်ခင်ဗျာကျွန်တော်နဲ့ဓာတ်ရိုက်ပေးရင်မီးဖို့ဆိုရင်၄၃လုံး၅၃လုံး၈၃ည၂ Viber ဖွင့်ထားတယ်ပြီးရင် KV Wave ဖွင့်ထားတယ်ကိုသိကျင်တဲ့အကြောင်းအရာလေးကိုလှမ်းပြီးတော့ဆက်သွယ်ပါပြန်ပြီးတော့မဆက်သွယ်လို့ရှိရင်လည်းစိတ်မဆိုးပါနဲ့လို့တခါတည်းပြောပြစေအဲ့တော့ဒရင်းရီမူဖွားသောမိတ်ဆွေများ April တကြံကာလမှာအေးချမ်းစွာဖြင့်ပျော်ရွှင်စွာဖြင့်မိသားစုအားလုံးငြိမ်ငြိမ်ချမ်းချမ်းဖြင့်ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာဘုရားတော်မိတ်ဆွေများအားလုံးမင်္ဂလာပါ2025 April တလတာအတွင်းတလနေမွေးဖွားသောမိတ်ဆွေများရရှိတဲ့နမိတ်ကလေးက The Star Doing ကျဲကောင်းကင်တမွကျေကိုစွတ်မယ်ဆိုတဲ့နမိတ်မျိုးကိုဆိုလိုတာပါအဲ့တော့ဒီဒူဝင်ကျေဆိုတဲ့ကပ်ပြားဟာအကောင်းနဲ့ဆိုဆိုရင်တလန်နေမူပါသောမိစေများကောင်းတဲ့နာမည်ဂုံသိက္ခာတွေဂုံသတင်းတွေတူးတက်မယ်ဆိုတဲ့တလန်ကိုဖြတ်တန်းနေပါတယ်အလုတ်ကင်အစဉ်ပြေမယ်ငွေကြီးအစဉ်ပြေမယ်အဲသူတို့ဘာရှိဟာအကူညီကောင်းထောက်ပံ့ကောင်းရဲ့လဲရမယ် နောက်ပြီးတော့အခြေခံအိမ်တော်ရေးကံလည်းကောင်းပါတယ်။ဒါပေမဲ့သတိထားစရာအကြောင်းရှိတာပစ္စည်းတစ်ခုကိုလိုချင်တဲ့အိမ်တော်ဘက်ပဲဖြစ်ဖြစ်ချစ်သူကြီးစားပဲဖြစ်မရလို့နည်းနည်းစိတ်ဆူစိတ်ကောက်တာလေးတွေတော့သတိထားစီလိုပါတယ်။ဒီလိုကာလမျိုးမှာထီထိုးကန်စမ်းမယ်ဆိုရင်ခொနှစ်တလုံးတည်းကိုအပိုင်ကန်ပြီးတော့တဏ္ဍာနေမွေးဖွားသောမိတ်ဆွေများကံကောင်းမဲ့အောင်ပါလေထီနံဘက်ဖြစ်ထီထိုးပါကံကောင်းစီသောအရာကတော့နှီးညူအောင်ဖြစ်ပါတယ်။ဒီလိုကာလမျိုးမှာ ဘယ်ကိစ္စပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စပေါ်လာရင်အိမ်ဖះမှာတောက်တော်ရေအေးအေးလေးလှူခြင်းအားဖြင့်ရေလှူခြင်းအားဖြင့်အိမ်ဖះမှာဆိုလဲတောက်တော်ရေလှူမယ်နောက်ပြီးတော့မိတ်ဆွေအပေါင်းအသင်းတွေတကယ်ရေငတ်နေတဲ့သူကိုလည်းဘုန်းကြီးရဟန်းကိုရေသန့်ဘူးလှူခြင်းအားဖြင့်လဲအတလန်နေမူပါသောမိတ်ဆွေများတလားလုံးအေးချမ်းစွာဖြတ်တန်းနိုင်ပါလိမ့်မယ်အဲ့တော့ဒီဧပြီလတလအတွင်းမှာတကယ်လို့အလူတန်းလှုပ်ချင်နေဆိုရင်အေးသောအရာဆိုတာ ကျွန်တော်တို့ရွှေရင်အေးတို့မုတ်လက်ဆောင်တို့စသဖြင့်ရေခဲပါတဲ့မုတ်တမျိုးသရုတီစာကျွေးမွေးအခမ်းချင်းအားဖြင့်ဧပြီလတလတာလုံးမှာအေးချမ်းစွာဖြတ်သန်းနိုင်ပါလိမ့်မယ်အဲ့တော့တလနေမူပေါ်သောမိတ်ဆွေများအနေနဲ့လည်းကျွန်တော်နဲ့ဓာတ်ရိုက်ပေးရင်မေးဖို့ဆိုရင်၄သုံးလုံး၅သုံးလုံး၈သုံးညနှစ်ထဲမှာ KB ဝေဖွင့်ထားတယ်ဘိုင်ဘာဖွင့်ထားတယ်အဲ့ဒီကနေဆက်သွယ်ပါအကယ်၍ကျွန်တော်ကပြန်ပြီးမဆက်သွယ်နိုင်လို့ရှင်လဲစိတ်မဆိုးဘူးเนาะနားလဲခွင်းလို့ပြီးစီလို့ပါတယ်အဲ့တော့ဒင်လာနေမွေးဖွားသောမိတ်ဆွေများအားလုံး တကြံတွင်းမှာပျော်ပျော်ရွှင်ရွှင်နဲ့အလှူဒန်းတွေများများလုပ်နိုင်ကြပါစေအေးချမ်းကြပါစေတကြံရင်နဲ့တို့ညံ့ခိုက်တဲ့အားလုံးကင်းစင်လွတ်ပြောက်ပြီးတော့ဒီ2025တနှစ်တာလုံးလည်းအေးချမ်းကြပါစေလို့ငံကနေမူခေါ်သောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025 April လတလတာအတွက်အင်္ဂါနေ့မွေးဖော်သောမိတ်ဆွေတို့ရရှိတဲ့နမိတ်လေးကတော့ Justice ဆိုတော့ ညီညွတ်ခြင်းမျှတခြင်းဆိုတဲ့ကပ်ပြားလေးတဲရော့ကတ်ကနမိတ်ရပါတယ်အဲ့တော့ညီညွတ်ခြင်းမျှတခြင်းဆိုတာအင်္ဂါနေ့မွေးဖွားသောမိစေများအလုံးဘယ်ကိစ္စပဲဖြစ်ဖြစ်ကိုယ့်ဘက်ကဒီမှန်မှန်ကန်ကန်ဆုံးဖြတ်ပေးဖို့လိုတယ်မှန်မှန်ကန်ကန်သိဖို့လည်းလိုတယ်အဲ့ဒါဆိုလို့ရှိရင်ကိုယ်စောင့်တတ်ဒီကိုယ်ကိုစောင့်ရှောက်ပေးတဲ့ပုဂ္ဂိုလ်တွေတလာလုံးစောင့်ရှောက်ပါလိမ့်မယ်အဲ့ဒါလိုမဟုတ်ဘဲနဲ့မှားတာကိုမှားမှန်သိနေပါလျက်နဲ့အဲ့အမှားဘက်လိုက်ပြီးတော့ဘာနဲ့တူလဲဆိုလို့ရှိရင်ငွေမျက်နှာနဲ့လူဒီအမှန်တရားနဲ့မှာ ငွေမျက်နှာကိုလိုက်သွားလို့ရှိရင်တော့ဒါအင်္ဂါနေ့မူဖောက်သောမိတ်ဆွေများပြက်တယ်ဆိုတဲ့နမိတ်မျိုးကိုဆိုတာเนาะဒါဆိုရင်ကျွန်တော်တို့ဒီကက်ပြားရဲ့နမိတ်ကတော့အကောင်းင်းမှာပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကမှန်ဖို့အရေးကြီးတယ်မှန်တာကိုမှန်ဖို့မှားတာကိုမှားတယ်လို့ပြောရဖို့တတ္တိရှိရရှိရမယ်ဆိုတဲ့နမိတ်မျိုးဖြစ်တယ်အဲ့တော့ငွေကြေးကိစ္စအဆင်ပြေမယ်မှန်ဖို့လိုတယ်ခြေရေးကိစ္စအင်အောင်ရေးကိစ္စလည်းအဆင်ပြေမယ်မှန်ဖို့လိုတယ်အလုပ်ကိစ္စတွေလည်းအားလုံးအောင်မြင်တိုးတက်မယ် အဲ့တော့အားလုံးနဲ့ပတ်သက်ပြီးတော့ချင့်ကျင်ဖို့လိုတယ်ဆိုတော့နားလည်ပြီးပါအဲ့တော့ဒီလိုဂိမ်းမျိုးမှာထီထိုးကန်စမ်းမယ်ဆိုရင်တစ်တလုံးလေးကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလေထီနံဘတ်ဖြစ်ထီထိုးပါကန်ကောင်းမဲ့အရောင်ကအစင်းရောင်ညညရောင် ဖြစ်ပါတယ်ဒီလိုကာလမျိုးမှာအင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများဘာပဲလှုပ်လှုပ်အစဉ်ပြေချောမွေးဖို့ဆိုရင်ဒီဧပြီလတစ်လလုံးမှာသရုတိစာအလှလုံးမယ်ဆိုလို့ရှိရင် အေးတဲ့အရာမဟုတ်လို့ကျွန်တော်တို့ရွှင်အေးတော့လကောင်းမုတ်လက်ဆောင်တော့လကောင်းအိမ်ဖျားမှလည်းလူမဲပြီးရင်ဘေးပတ်ပတ်လဲလဲအေးလေးတွေပေါ့နော်ဒါဇဒုတီစာပြုလုပ်ခြင်းအပြင်အင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများကုသိုလ်တွေလည်းရမယ်။ဧပြီလတလတွင်မဟုတ်ဘူး2025တနှစ်တာလုံးလည်းအေဂျင့်စွာဖြတ်သန်းနိုင်မယ်။အဲ့တော့အင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများကျွန်တော်နဲ့ဓာတ်ရိုက်ပေးရင်မေးဖို့ဆိုရင်၄သုံးလုံး ၅ဒေါ်လုံ၈၃ညနှစ်မှာဘိုင်ဘာဖွင့်ထားတယ် KB weight ဖွင့်ထားတယ်ညံဘူးဇော်က၁000ခွဲဖြစ်ပါတယ်တူကိုအဲ့တော့အရေးကြီးရင်မေးလို့ရပါတယ်အကယ်၍အရေးကြီးလို့မေးပေမဲ့ကျွန်တော်ဘက်ကအချိန်မအားလို့ပြန်မဖြေနိုင်ရင်လည်းနားလဲခွင့်လို့ပေးစီလို့ပါတယ်အဲ့တော့အင်္ဂါနေ့မူဖသောမိတ်ဆွေများဧပြီလ၂၀25ကြံတလလုံးအလူတန်းနေများများဆဆပြုလုပ်ပြီးတော့မိသားစုလိုက်ပျော်ရွှင်အေဂျင့်ကြပါစီကြံရင်နဲ့အတူအညံ့နေကင်းစင်လွင့်ပြောက်ပြီးတော့ 2025တတတာလို့ကောင်းကျိုးချမ်းသာတွေရကြပါစေဗျာဘူးနှစ်မူပါတော့မိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဧပြီလတလတာအတွက်ဘူးနှစ်မူပါသောမိတ်ဆွေများရရှိတဲ့နမိတ်ကလေးကတော့ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့နမိတ်ကလေးရရှိပါဒါဆိုရင်ဘူးနှစ်မူပါတဲ့မိတ်ဆွေတွေအားလုံးဟာဧပြီလထဲမှာအလုံးမရှိဘူးဆိုရင်အလုံးပြန်ရပါလိမ့်မယ်ပတ်စံမရှိဘူးဆိုရင်ပတ်စံနေပြန်ဝင်ပါလိမ့်မယ်နော်ကိုယ့်ရဲ့ဂုံသိက္ခာတွေကိုယ့်ရဲ့ဒီ ဖြစ်ခြင်းတဲ့အကြောင်းအရာတွေအရင်နှစ်ကမဖြစ်ခဲ့ဘူးဆိုရင်ပြန်ဖြစ်မယ်အဟောင်းတွေပြန်လိုအပ်တတ်တယ်ဆိုတဲ့နိမိတ်မျိုးပြန်ဖြစ်မယ်ဆိုတဲ့နိမိတ်မျိုးကိုဆိုပါတယ်အဲ့တော့ငွေနဲ့ပတ်သက်ရင်အရင်တော့ကုန်ထားတာပြန်ဝင်မယ်အခြေအကိစ္စအိမ်တော်ကြီးကိစ္စဆိုလို့ရှိရင်လည်းအရင်တော့စိတ်ညစ်ထားတာတွေအားလုံးပြန်ပြီးတော့ဧပြီလမှာပြန်အဆင်ပြေပါလိမ့်မယ်လူမှုရေးနဲ့ပတ်သက်ရင်လည်းအရင်တော့ဟလာကိုအကူအညီမရဘူးဆိုရင်ဧပြီလထဲမှာဗိုလ်ထုနေမူပါတော့မိတ်ဆွေများတေချာပေါ့ ကျွန်တော်အကူညီကောင်းရပါလိမ့်မယ်။နာမည်ဂုံသတင်းတွေတိုးတက်မယ်။မိကောင်းဆွေကောင်းဆိုတဲ့နေရာမှာအဟောင်းတွေပြန်ပြီးတော့ပြန်ချိတ်ဆက်ရတတ်တယ်။ဟောဆွေမျိုးသားချင်းနဲ့လည်းပြန်ဆောင်တတ်တယ်။ကောင်းသောနမိတ်ပါဒါတွေကဗုဒ္ဓနေမူပါသောမိစေများထီထိုးကန်ဆန်းမယ်ဆိုရင်နှစ်တလုံးတည်းကိုအပိုင်ကန်ပြီးတော့ကံကောင်းမဲ့အောင်ပါလိထီနံဖက်ဖြစ်ထီထိုးပါ။ကံကောင်းတဲ့အယောင်ကအဖြူရောင်ဖြစ်ပါတယ်။ဘယ်ကိစ္စပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စကိုကိုလှုပ်ကျင်တဲ့ဆန္ဒတွေမြန်မြန်ပြည့်ကျင်တယ်ဆိုရင်တဲ့ကျွန်တော်တို့ ကိုယ့်ရဲ့ဆွေမျိုးသားရင်ဘိုးဘွားမိဘတွေကိုတည်ဆုံသွားပြီးတဲ့ဘိုးဘွားမိသားမိဘတွေကိုရည်ရွယ်ပြီးတော့အလှလုပ်ပါတဲ့တည်ဆုံသွားပြီးသောသူများကိုမေတ္တာဖို့အမျှပေးပါအမျှဝေပါတဲ့ဒါဆိုရင်ဗုဒ္ဓနဲ့မူပါတော်မိတ်ဆွေများတလားလုံးအေဂျင့်ဆိုတာဖြတ်သန်းပါလိမ့်မယ်အဲ့တော့ဒီဧပြီလထဲမှာဗုဒ္ဓနဲ့မူပါတော်မိတ်ဆွေများဇရုတီစာခုနှစ်ရက်သားသမီးကိုကျွေးမွေးအဲ့ခံခြင်းနဲ့ဆိုရင်အချွေအေးတဲ့အရာလေးတွေ ရွှင်အေးမုတ်လက်ဆောင်ဒါလေးတွေကျွေးမွေးခြင်းဒါပေမဲ့အဲ့ထဲမှာမှမဖြစ်မနေလောက်အောင်မှာကတော့မုတ်လုံးရေပေါ်ဆယ်လုံးကိုအိမ်ဖျားမှလူပြီးကြံတဲ့ပိုတာတွေအကုန်လုံးကိုဝေငှခြင်းအားဖြင့်လဲဘုရုနဲ့မူပါသောမိတ်ဆွေများဧပြီလထဲမှာပို့ပြီးတော့သူများထက်ကိုကံကောင်းပါလိမ့်မယ်အဲ့တော့ဒီလိုဂိမ်းမျိုးမှာအကောင်နဲ့အဆိုးဆိုရင်အကောင်ထဲမှာဖြစ်တဲ့ကြောင်မလို့ဟာဘုရုနဲ့မူပါသောမိတ်ဆွေများအားလုံးပြောစရာဆိုးတဲ့အရာညံ့တဲ့အရာကိုပြောစရာပြောပွဲရာမရှိပါဘူး အဲ့တော့ကျွန်တော်နဲ့ဓာတ်ရိုက်ပေးရင်မေးမယ်ဆိုလို့ရှိရင်လေ၄လုံး၅လုံး၈လုံးညာ2 KB weight fiber ဖွင့်ထားပါတယ်ညံဘူးစောက1000ဝက်တယောက်ကိုယူပါတယ်အချိန်အရရင်စင်ပြလို့ရှိရင်ဟောပေးပါမယ်မအားတဲ့ဂျားတွေကဟောပေးရခြင်းဖြစ်တယ်အကယ်၍ကျွန်တော်နဲ့ဆက်သွယ်လို့လို့ဖုံးမကန်ဖြစ်တာအစသဖြင့်ပို့ထတာမမြင်လို့ရှိရင်လည်းနားလည်ခွင့်လို့ပြီးစီလို့ပါတယ်ဗိုလ်ထုနေမူပါသောမိစေများအားလုံး2025ဧပြီလတကြံတလတော့မှာ အနေရကင်းစွာဘေးရှင်းစွာအေးချမ်းစွာဖြင့်မိသားစုညီကိုမောင်နှမအားလုံးဆွေမျိုးသားချင်းတွေအားလုံးတိုင်းဝိုင်းတွေအားလုံးအေးချမ်းစွာဖြတ်သန်းနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာဂျာသာပရင်းနေမွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါဂျာသာပရင်းနေမွေးဖွားသောမိတ်ဆွေအတွက်ရရှိတဲ့နမိတ်ကလေးကတော့2025ဧပြီလတလအတွင်းမှာ ဒီတေရိုကပ်ပြားရဲ့နမိတ်ကတော့ matches လို့မော်ဝိဇာဆိုတဲ့ကပ်ပြားလေးရရှိပါတယ်အဲ့တော့မော်ဝိဇာဆိုတဲ့ကပ်ပြားဟာဂျာဇာဗရီနေ့မွေးဖွားသောမိတ်ဆွေများဒီဧပြီလထဲမှာအဆန်းဆအရရာတတိလီထားစီလိုပါတယ်တဲ့အယန်းကြီးအယန်းကာယောကြီးတွားပြီးတော့မယုံပါနဲ့တဲ့ရင်းနေတဲ့မိတ်ဆွေအတိုင်းဝိုင်းဆွေမျိုးသားချင်းရပဲကိုယ့်ကိုဒုက္ခပေးတတ်တယ်တဲ့အချီးငားတွေမလုပ်ပါနဲ့တဲ့ကိုယ့်ဘက်ကပေးကျင်တယ်ဆိုလို့ရှိရင်ချီးကျင်တယ်ဆိုလို့ရှိရင်လှူလိုက်တာကောင်းတယ် နောက်မှပြန်ပေးမယ်နောက်ဒါလေးမှတ်ထားပါဆိုရင်အဲ့ပစံရမှာမဟုတ်တော့တခါလေးလှူလိုက်တာကောင်းလဲမပြီးကျင်လဲမရှိဘူးလို့ဒါပြောလိုက်ပါအဲ့တော့ငွေကိစ္စနဲ့ပတ်သက်ရင်လှည့်ပြမှုခံရတတ်တယ်လူမှုရေးနဲ့ပတ်သက်ရင်လည်းအလေညာလေးတွေနည်းနည်းများတတ်တယ်အဲ့တော့အခြေအိမ်တော်ကြီးနဲ့ပတ်သက်ရင်တယောက်နဲ့တယောက်ကြားမှာဘာမှမဟုတ်ပဲနဲ့လေကိုယ်စကားလေးပြောဒီစကားလေးပြောအဲ့စကားလေးတွေအားစားရံများစရာလေးတွေပေါ်ပေါ်လိမ့်မယ်အဲ့တော့ဒါတွေကစိတ်ညစ်ရမယ့်အရာတော့မဟုတ်ပါဘူးတယောက်နဲ့တယောက်ညှိနှိုင်းတိုင်ပင်လို့ရ ရတယ်လို့ပြောလို့ရတာပေါ့ဆိုတော့အကောင်းဆုံးကတော့တယောက်နဲ့တယောက်ပြုံးပွင့်လင်းလင်းတိုင်ပင်လို့ရှိရင်တော့ကျန်စာပရင်းနေမွေးဖွားသောမိတ်ဆွေများအားလုံးအဆင်ပြေချောမွေးပါလိမ့်မယ်အဲ့တော့ဒီလိုကာလမျိုးမှာထီထိုးကန်စမ်းမယ်ဆိုရင်တက်တလုံးနဲ့ကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလေထီနံပါတ်အဖြစ်ထီထိုးပါကန်ကောင်းစေသောအယောင်ကအနီရောင်ရဲရဲလေးဖြစ်ပါတယ်အဲ့တော့ခီးထွက်မယ်ဆိုလို့ရှိရင်ထွက်လို့ရတယ်အနက်ရောင်ရှောင်းပါအဝါရောင်ဆောင်သွားပါတယ်အဲ့တော့ဒီကာလမျိုးမှာ ဘယ်ကိစ္စပဲဖြစ်ဖြစ်အဆင်ပြေချုံးမွေးဖို့ဆိုရင်အိမ်ဖျားမှာပန်းစီမီရေချမ်းလှူချင်းအပြင်ဒါဒီတပတ်ဟိုဒီတလအတွင်းမှာဤပြည်လားတလအတွင်းမှာကြာသာပတိနေမွေးဖွားတော့မိတ်ဆွေများအဆင်ပြေပါလိမ့်မယ်အလူတန်းလုံးမယ်ဆိုလို့ရှိရင်တော့တဲ့ဇရုတိစာခொနည်းသားသမီးကိုကျွေးမွေးအပ်ခံမယ်ဆိုရင်တော့မုတ်လုံးကြီးပေါ်ဆယ်လုံးကိုအိမ်ဖျားမှာစွန်းတော့ကကြံတဲ့ပူတဲ့ဟာတွေအားလုံးရက်ွက်ထဲမှာရှိတဲ့ကလေးတွေရောလူကြီးတွေရောအကုန်လုံးဝေပေးလိုက်ပါတဲ့ အထုပ်လေးနဲ့ဝေပေးရင်ပိုကောင်းတာပေါ့နော်အဲ့တော့အကယ်၍အေးချမ်းမှုတွေရကြတယ်ဆိုရင်ရွှေရင်အေးရေခဲပါတဲ့အေးပါတဲ့အရာလေးတွေကိုဆလာသရုတိစာကျွေးမွေးအခါမှာဒါဆိုရင်တော့ကြာစာပလေးနေမွေးပွားသောမိတ်ဆွေများပို့ပြီးတော့ဘုန်းကံတွေတက်မယ်ဇာတာတွေတက်မယ်အကောင်းဆုံးကတော့နှစ်စံတည်နေကြရင်တော့ခေါင်းစည်းမင်္ဂလာတော့တေချာလေးလုပ်ပေးပါအညံ့နေအားလုံးပို့ပြီးတော့ပြေပြောက်သွားဖို့ပေါ့ခေါင်းစည်းမင်္ဂလာနဲ့ပတ်သက်တာလုပ်ရင်တော့ပို့ပြီးတော့နမိတ်ကောင်းပါလိမ့်မယ်ဆိုတော့ကျွန်တော်နဲ့ဗေဒင်တိုက်ရိုက် ြာသာရင်းနေမူပါသောမိတ်ဆွေများမေးဖို့ဆိုရင်၄၃လုံး၅၃လုံး၈၃ညာနှစ်မှာ Viber KB Wave တယောက်ကို1000ခွဲသတ်မှတ်ထားတယ်အဆင်ပြေတဲ့ရှင်အားရခြင်းဟောပေးပါလိမ့်မယ်အဆင်မပြေဘူးဆိုတော့ဟောဖို့ဟိုကျွန်တော်တို့မအားရင်တော့ခွင့်လွတ်ပေးစီလိုပါတယ်အဲ့တော့ကြာသာပရိနေမွေးဖွားသောမိတ်ဆွေများအားလုံး2025ဧပြီလမှာအေဂျန်စွာဖြင့်တကြံရင်နဲ့တူဟလာအညံခိုက်တွေကင်းစင်လွတ်ပြောက်ပြီးတော့နှစ်သစ်ကိုလည်းအေဂျန်စွာဖြတ်သန်းနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာ တောက်ကြနေမူပေါ်သောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဧပြီလတလားစာမှာတောက်ကြနေမူပေါ်သောမိတ်ဆွေများရရှိတဲ့နမိတ်ကကံကြမ္မာလှဲပင်ဆိုတဲ့နမိတ်လေးရရှိပါတယ်အဲ့တော့ဧပြီလတလားထဲမှာတောက်ကြသားသမီးများအားလုံးငွေကံကောင်းမယ်ပျော်ရွှင်တဲ့ခီးတွေထွက်ရမယ်နောက်အလုတ်ကံကောင်းမယ်အချီးကံအိမ်တော်ကြီးကံကောင်းမယ်ဧပြီလထဲမှာထူးထူးခြားခြားအလှူဒန်းတွေလည်းလုပ်ရပါလိမ့်မယ် ကံကောင်းမဲ့အောင်မာလီဒီနံပါတ်ကတော့1နဲ့3ညနှလုံးထဲမှာတစ်လုံးလုံးကိုပိုင်ကန်ပြီးတော့ကံကောင်းမဲ့အောင်မာလီဒီနံပါတ်ဖြစ်ဒီတို့ပါကံကောင်းစီတဲ့အယောင်ကအဖြူယောင်ဖြစ်ပါတယ်ဧပြီလတလထဲမှာတောက်ကြနေမူပါသောမိတ်ဆွေများဘယ်ကိစ္စပဲဖြစ်ဖြစ်အစဉ်ပြေချုံးမွေးဖို့ဆိုရင်မုတ်လုံးကြီးပေါ်ဆယ်လုံးကိုပကံများထဲမှာထည့်ပြီးဘုရားဆုံးတော်ကပ်ပါပူတဲ့ကိုယ့်အိမ်မှာလုပ်တဲ့မုတ်လုံးကြီးပေါ်တွေကိုအိမ်နေလိုက်ပြီးတော့ဝေငှလိုက်ပါဒါအပြင် ရွှင်အေးတို့မုလက်ဆောင်တို့နောက်ပြီးတော့အေးတဲ့အေးတို့နော်ဇဒုတိစာပြုလုပ်ခြင်းအပြင်လည်းအလှလုပ်ခြင်းအပြင်လည်းတောက်ကြံနေမွေးဖွားသောမိတ်ဆွေများ2025တနှစ်တာလုံးတည်တောင်ကံကောင်းနိုင်ပါတယ်အဲ့တော့တောက်ကြံနေမွေးဖွားသောမိတ်ဆွေများအနေနဲ့ကျွန်တော်နဲ့베ရင်မေးဖို့ဆိုရင်၄၃၅၃၈၃ညနှစ်ထဲမှာကျွန်တော် KP တို့ဝေးတို့ ဗိုက်ဘာတို့ဖွင့်ထားပါတယ်တယောက်ကို15000ယူပါတယ်အားတဲ့ခါကျရင်ကျွန်တော်ပြန်ဖြည့်ပေးပါမယ်အဲ့တော့မအားလို့ပြန်မဖြည့်ဘူးဆိုလို့ရှိရင်လည်းနားလည်ခွင့်လို့ပေးစီလိုပါတယ်တောက်ကြံနေမူဘောသောမိတ်ဆွေများအားလုံး2025နှစ်တက်ဘူးဧပြီလကနေစပြီးမြန်မာနှစ်တက်ဘူးလားဒီလကနေစပြီးတော့တနှစ်တာလုံးကြံတွင်းမှာလည်းကြံရည်ဖြင့်အညံ့ခိုက်တွေကင်းစင်လွတ်ပြောက်ပြီးတော့ ကောင်းကျိုးချမ်းသာတွေရပြီးတော့လှူနိုင်တန်းနိုင်ပါစေဘာသာသာသနာကိုဆောက်ရှောက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာစနေနေ့မူဖော်သောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဧပြီလအတွက်စနေနေ့မူဖော်သောမိတ်ဆွေများရရှိတဲ့နမိတ်က The Sun ဆိုတဲ့နေမင်းရဲ့သားတော်လို့နမိတ်ရပါတယ်ကောင်းတဲ့နမိတ်နဲ့ဆိုးတဲ့နမိတ်ဆိုရင်ကောင်းတဲ့နမိတ်တွေမှာပါပါတယ်ပျော်ရွှင်တဲ့ခီးတွေထွက်ရမယ် အလူတန်းတွေလောက်ရလိမ့်မယ်။နောက်သားသမီးတွေလည်းအကူအညီကောင်းထောက်ပံ့ကောင်းတွေသားသမီးကိုလှုပ်ပေးတာလည်းရတယ်။သားသမီးကလည်းကိုယ့်ကိုအကူအညီကောင်းထောက်ပံ့ကောင်းရပါလိမ့်မယ်။ငွေကြေးကံကောင်းမယ်။နောက်ပြီးတော့အလုပ်ကံကောင်းမယ်။ရွှေ့ပြောင်းကောင်းမယ်။အခြေခံအိမ်တော်ရေးကံလည်းအထူးပြောစရာမလိုပါဘူး။ဘယ်ကိစ္စပဲဖြစ်ဖြစ်ကျွန်တော်တို့ကံကောင်းမှုဆိုလို့ရှိရင်ကလေးတွေကိုဟလာ ရင်းဝင်ခြင်းအပြင်ဥမာမုံလုံးကြီးပေါ်သော်လကောက်အေးသော်လကောက်အချူကြီးသော်လကောက်ဧပြီလတစ်လထဲမှာကလေးတွေကိုအလှလုပ်ခြင်းအပြင်စနေနေ့မွေးဖော်သောမိတ်ဆွေတွေပို့ပြီးတော့ကံကောင်းပါလိမ့်မယ်ထီထိုးကံစမ်းမယ်ဆိုရင်တော့ကိုယ်တလုံးထဲကိုအပိုင်ကြိုင်ပြီးတော့ကံကောင်းမဲ့အောင်ပါလိထီနံပါတ်ဖြစ်ထီထိုးပါကံကောင်းစီတဲ့အရာကအပြာရောင်ဖြစ်ပါတယ်အဲ့တော့တောက်ကြံနေမွေးဖော်သောမိတ်ဆွေများအနေနဲ့ကျွန်တော်နဲ့ဗီရင်မေးဖို့ဆိုရင်၄၃လုံး၅၃လုံး၈၃ညနှစ်ထဲမှာ Viber KB Wave ဖွင့်ထားပါတယ် Viber ကနေအကြောင်းကြားပါ KB Wave ကနေညံပူစော်က1000ခွဲယူပါတယ်တအုပ်တအုပ်ကိုအဲ့တော့အားရင်ကျွန်တော်ဖြည့်ပေးပါမယ်အကဲ၍မအားလို့ပြန်ပြီးတော့ဆက်ဖြည့်ရင်လည်းနားလည်ခွင့်လို့ပေးစီလို့ပါတယ်အဲ့တော့ဇနီးနေ့မူဖော်သောမိတ်ဆွေများတကြံတွင်းမှာလဲတကြံရေဖြင့်အေးချမ်းစွာ အန္တရာယ်ကင်းစွာဖြတ်တန်းပြီးတော့2025တနှစ်တာလုံးလဲနှစ်တစ်ကူကနေတနှစ်တာလုံးလဲငွေကြေးလူမှုရေးစီးပွားရေး အိမ်တွေးအိမ်တော်ကြီးအခြေအနေတွေအားလုံးအေးချမ်းစွာအောင်မြင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာဟုတ်ပါရဲ့ခင်ဗျာတို့ရဲ့ meeting channel ကနေတက်တာတယ်ကျွန်တော်တို့ meeting channel ကျွန်တော်တို့ရဲ့ meeting channel အားဆိုရင်ဒီဟုတ်ပါရဲ့ပုံစံပြီးပြဆက်မှုတွေရှိတယ်ညကတော့ကျွန်တော်တို့ရဲ့ channel ကိုပြန်ပြန်ဆက်ပါ